အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ဂျူလ၂ရက်နေ့ဒီပအနောက်အဆုံးသတင်းတွေကိုတင်ဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်အဓိက Ukraine ကရုရှားပေါ်မှာကြီးမားတဲ့တိုက်ခိုက်ပွဲတွေကိုလုပ်ပြီးမှရုရှားရဲ့တိုက်လေယာဉ်တွေနျူကလ িয়ার တင်ဆောင်နိုင်တဲ့လေယာဉ်တွေကို40ကျော်ဖျက်ဆီးနိုင်ခဲ့တဲ့အကြောင်းကိုတင်ဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ဗီဒီယိုကလည်းတကွာကျွန်တော်တို့ပရိသတ်တို့ကိုချပြပြီးမှပဲဆွေးနွေးကြည့်ရအောင်ပါ ကျွန်တော်ဗီဒီယိုတော့ full တော့ပြချင်တယ်ဒါပေမဲ့ကျွန်တော်ကဗီဒီယိုပြတိုင်းပြတိုင်း copyright ခဏခဏထိနေတယ်ပေါ့အဲ့ဒါကတော့ပြဿနာတစ်ခုတော့ဖြစ်နေတယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးတွေမပြခင်မှာ Ukraine က Russia ကိုဘယ်လိုနည်းနဲ့တိုက်ခိုက်လဲဆိုတော့ကျွန်တော်ကြည့်ရအောင်ဂျူလာတရက်နဲ့ကဒီအာ operation spider web ဆိုပြီးမှ Ukraine က Russia ကိုတိုက်ခိုက်တယ်ပေါ့တိုက်ခိုက်တဲ့ခါကျတော့အကြီးအကျယ် ရုရှားကထိခိုက်မှုတွေရရှိခဲ့ဘယ်လိုနည်းနဲ့ယူကရိန်းကရုရှားကိုတိုက်ခိုက်ခဲ့လဲဆိုတော့တိတ်တိတ်လေးနဲ့ဒီယူကရိန်းရဲ့ SBU agent လို့ခေါ်နေတဲ့လူတွေက FPV drone တွေကိုလှုပ်ဝဲစွာသူတို့ကရုရှားအတွင်းမှာပေါ့အဲ့ဒီ drone တွေကိုတေဆောင်ပြီးမှအဲ့ဒီ drone တွေကသူတို့ကဒီအာ mobile wooden cabin ပေါ့နော်ဆိုတော့တစ်တာခန်းငယ်လေးတွေမှာ drone လေးတွေကိုထားခဲ့တယ်လို့ပြောကြတယ်ဆိုတော့ရုရှားထဲမှာအဲ့ဒီ drone တွေကိုတေဆောင်ပြီးမှလှုပ်ဝက်စွာနဲ့ပေါ့နော်အကုန်ကုန်တင်ကားဖြစ်တေဆောင်ခဲ့တယ်လားရုရှားဒေသတွေမှာပေါ့နော်အဲ့ဒီမှာသူတို့ကအဲ့ဒီရုရှားရဲ့လေကြောင်းခံတက်အနီးရောက်ပြီးတဲ့နောက်ပိုင်းမှာ drone တွေကို UK တပ်သားတွေကပစ်ချပလိုက်တာပေါ့တနည်းအားဖြင့်ပြောရမယ်ဆိုတော့ ဟို Ukraine ကနေရုရှားကိုလို့မျိုးမပစ်ဘဲနဲ့အဲ့ဒီ drone တွေကိုရုရှားရဲ့နေဆက်တိပေါ့ရုရှားရဲ့ဒီအလေးချောင်းခံတက်အနီးသားမှာလူပဲဆိုသူတို့ကဒီဒီအတေယူပူဆောင်ခဲ့တယ်ပေါ့အဲ့ဒီနောက်ပိုင်းမှာ drone မြောက်ကိုပစ်ချပြီးမှရုရှားရဲ့တိုက်လေကျင်တိုးများများအာဖြစ်စီခဲ့လို့ကြားရတယ်ပေါ့နော်ကျွန်တော်ဗီဒီယိုကလည်းပြမယ်ဆိုတော့သူတို့ကပြတ်မှတ်ထားတဲ့နေရာက၄ခု၅ခုလောက်ရှိတယ်တဲ့ တို့ပြမှတ်တဲ့နေရာကအဲ့ဒီ Ukraine ကနေ mine my ခုစေရထောင် mine ထောင်နဲ့ mine ထောင်နဲ့ရှိရအကွာဝေးမှာရှိနေတဲ့နေရာမှာဖြစ်နေတယ်ဆိုတော့သူတို့ပြတ်မှတ်ထားတဲ့လေချောင်းခံတက်တွေကပါလဲဆိုတော့ဘလာယာလေချောင်းခံပေါ့နော်အဲ့ဒီဘလာယာလေချောင်းခံတက်ကိုယူကရင်ကပစ်ချပလိုက်တယ်ပြီးတော့ dive digitally volo ခေါ်နေတဲ့ digitally volo ခေါ်လို့ခေါ်နေတဲ့လေကြောင်းခံတက်ပေါ်တော့ reason data မှာရှိနေတဲ့ Russia ရဲ့ nuclear ဘုံတေဆောင်နိုင်တဲ့ဘုံကြီးလေရင်များလေချင်ခိုင်းကိုပစ်ချပလိုက်တယ်ပြီးတော့ Olia လို့ခေါ်နေတဲ့ Olia လေကြောင်းခံ the Marmax data မှာ the Russia ရဲ့အထူးလေရင်တွေထားတဲ့နေရာလက်နက်တွေထားတဲ့နေရာကိုပစ်ချပလိုက်တယ် ပြီးတော့ Ivanovo လို့ခေါ်နေတဲ့လေကြောင်းခံတက်ပေါ့နော်ရုရှားရဲ့စစ်သားများလက်နက်များတေဆောင်တဲ့အခြေစိုက်စခန်းတွေကိုပစ်ချပလိုက်တယ်တတော်များများသူကပြစ်စီခဲ့တယ်လို့ပြောကြတယ်အဲ့မှာပြစ်စီခံရတဲ့လေရင်များကဘာလို့လဲဆိုတော့နျူကလ িয়ার လက်နက်ဘုံတေဆောင်နိုင်တဲ့ဘုံကျေးလေရင်များပေါ့နော်အခု TU95 တို့ပြီးတော့ TU22M3 တို့ ပြီးတော့ A50 တော့ radar ကိုစောင့်ကြည့်နေတဲ့လေယာဉ်တွေကိုဒါ picture ပလိုက်တယ်တော်တော်များများကို picture picture ပလိုက်တယ်ပေါ့နော်ဆိုတော့ရုရှားရဲ့အခုလိုမျိုးလေယာဉ်တော်တော်များများ picture ခံခဲ့တာကဒေါ်လာနဲ့တွက်မယ်ဆိုတော့7 billion ကျော်တန်နေတဲ့ဖြစ်စည်းရှုံးရှုံးမှုတွေကိုခံခဲ့ရတယ်ဆိုပေမဲ့ SBU agent တွေကတော့ပြောထားတယ်ပေါ့နော်ရုရှားကလည်းသူ့ပြန်မှုတွေလုပ်နေတယ်ရုရှားရဲ့ကာကွယ်ရေးဝန်ကြီးက လေရင်တချို့တော့မီးလောင်ကျွမ်းခဲ့ပြီးကျွန်တော်တို့ကမင်းငင်းတက်ခဲ့တယ်လို့သူကတော့ထုတ်ပြန်ထားတာရှိတယ်လူတင်မှုတော့မရှိပါဘူးဆိုမှပြောထားတယ်ပေါ့နော်ဆိုတော့အခုလိုမျိုး draw တိုက်ခိုက်မှုဟာအကြမ်းဖက်လို့ရတွေဖြစ်တယ်ဆိုမှရုရှားကတော့ထုတ်ပြန်ထားတာဖြစ်တယ်ကဲလူခဲတဲ့တစ်ပတ်ကျွန်တော်တို့ကြည့်နေမယ်ဆိုတော့ရုရှားက Ukraine ရဲ့မြို့မှာ drone တွေနဲ့ဒုံးကျည်တွေနဲ့ပစ်ချပြီးမှအကြီးစားတိုက်ခိုက်ပွဲတွေလုပ်နေတယ်အဲ့ဒီတော့က Ukraine ရဲ့ပြည်သူလူထုတော်တော်များများလဲ အသေးခံခေရတယ်အဲ့ဒါကြောင့် Donald Trump ကဒေါသတွေထွက်နေတယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာဘာဖြစ်လဲဆိုတော့ German ကလည်း EU ကလည်း UK ရင်းကိုကျွန်တော်တို့ပေးထားတဲ့လက်နက်နဲ့ main Russia မှာရှိနေတဲ့နေရာမှတမယောက်ကိုပစ်ချလို့ရပြီလို့ပြောလာတယ်အကန့်အသတ်မရှိသေးတဲ့ပစ်ချလို့ရပြီဆိုမှ EU ကလည်း UK ရင်းကိုပြောလာတယ်ပေါ့နော်တနည်းအားဖြင့်ပြောရမယ်ဆိုအရင်တုန်းက UK ရင်းက Russia ကိုတိုက်ခိုက်ရင်တောင်မှအဲ့ဒီနေစစ်ဒေသအတွင်းကပဲတိုက်ခိုက်လို့ရတယ်ကွာ ရုရှားမြို့ကြီးကိုသွားပြီးမှချလို့မရဘူးမဟုတ်လားသူတို့မှာ limited ရှိတယ်ပေါ့အကန့်အသတ်ရှိတယ်အခုကတော့အကန့်အသတ်မရှိသေးတဲ့ရုရှားရဲ့နိုင်ငံမှတမယောက်ကိုချလို့ရပြီဆိုမှ EU ကလည်း Ukraine ကိုသဘောတူလာတယ်လက်ခံလာတယ်အဲ့ဒါကြောင့်ကလစားချေနဲ့ကလစားချေအနေနဲ့လို့ပြောရမှာပေါ့နော် Ukraine က June 1မှာသွားပြီးမှအကြီးမားဆုံးတိုက်ခိုက်ပွဲကြီးကိုလုပ်ခဲ့တယ် drone နဲ့ရုရှားကတော်တော်လေးခံရတယ်ပေါ့မနေ့ပြန်သူတို့ တူကီတင်တယ်အဲ့ဒီမှာလည်းတွေးဖို့လို့လည်းရှိသေးတယ်ကွာနော်သူတို့ကပြောရင်းနဲ့တွေးရင်းနဲ့ချရတယ်ဆိုတော့စီပီပေါ့မလားဆိုတော့မသိဘူးโอเคဒါဆိုတော့ကျွန်တော်ဗီဒီယိုပြမယ်ပရိသတ်တော့တယ်ပဲကြည့်ပြီးမှပဲဆွေးနွေးကြည့်အောင်ပါပေါ့နော်ကျွန်တော်တို့ရဲ့ YouTube channel လေးကိုသဘောချရတယ်ဆိုတော့ပရိသတ်တော့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးချင်အားပေးလို့ရပါတယ် subscribe လုပ်ပြီးသားပရိသတ်ပုံပါလဲကျေးဇူးတင်တယ်ပေါ့ဆက်လက်ကြည့်အောင် all right Yeah. daring and devastating Ukrainian attacks on Russian troops since the start of the war. Tonight, President Zelensky uh, said his forces uh, used 117 drones. Ukraine and Russia tight boy ma di ta kha ka Ukraine ka ji ma song tight boy ta khu lou tha phit In strikes on Russian air bases from deep inside Russia itself, targeting warplanes including strategic bombers. Now the scale of the operation is remarkable with the strikes hitting at least Ah, uh, no, aku I... ဒီတခါရုရှားအထေးထီကိုတိုက်သွားတာဒီတခါပဲဖြစ်တယ်ယူကရိန်းကသူတိုက်ရနေရာကအလေးအလေးနာဆိုရဲလေချောင်းခံတက်ကိုတိုက်တယ်ပြီးတော့အဗာနိုဘောဆိုရဲနေရာကိုတွားပြီးမှတိုက်တယ်ဒီမှာလေယာဉ်တွေရှိနေတယ်ဒီမှာကတာမန်လေယာဉ်တွေမဟုတ်ဘူးနော်နျူကလ িয়ার ကိုတည်ဆောင်နိုင်တဲ့လေယာဉ်တွေထားတဲ့နေရာပြီးတော့ဒန်ဂျီလီဘောဆိုရဲနေရာကိုတွားပြီးတိုက်နေတယ်မော်စကိုနားမှာပြီးတော့ဘလာယာဆိုတာကိုတွားပြီးတိုက်နေတယ် So you can think that Dina wants you know, so, like, Four airfields from Western Russia across to Moscow and reaching the country's far east, thousands of miles from Ukraine. The operation, codenamed Spider's Web, comes on the eve of planned peace talks between Ukraine and Russia in Turkey tomorrow. Eh, mana piang ka Turkey ma? ရုရှားနဲ့ယူကရိန်းကအရေးချရေးဆွေးနွေးပွဲကိုရှိမှာပါအဲ့ဒီမတိုင်ခင်မှာခြောက်လိုက်တာပေါ့နော် says our top story from Kiev far from Ukraine ဟေးဒီမှာဒီမှာဒီမှာဗီဒီယိုကျွန်တော်ဒီဗီဒီယိုကိုအကြာကြီးပြလို့ရမလားတော့မသိဘူးပေါ့နော်ဒါမဲ့ဘာပြချင်လဲပရိသတ်လို့ကိုပြချင်တယ်ကိုပြလိုက်ပဲချီချီပြချင်တယ်ကွာဒီတစ်ခါဒါကဗီဒီယိုနဲ့လွှတ်ထားတာယူကရိန်းကဒီနေရာတွေကိုပေါ့လို့ကြည့်ပါ ဒီခါ drone နဲ့တွားပြီးမှချောက်လိုက်တာဘလောက်ထိလေများလဲကြည့်ပါဦး is an attack of astonishing audacity russian strategic bomb အမတီတခုနော်အမတခုအမသုံးခုလေးခုအဲအဲဟာအကုန်လုံးချောက်လိုက်တာဘော drone နဲ့ချောက်လိုက်တာဖြစ်စီပလိုက်တာဒီလေရင်တွေကနော် nuclear bomb တွေကိုတင်ဆောင်နိုင်တဲ့လေရင်တွေဖြစ်ခဲ့တယ်ကွာဘုရားကြည့်လို့ရေကြည့်ပါဦးများသလားမမင်းဟောမှာရှိတယ် picked off one by one by a fleet of drones အာ Ukraine calling this Operation Spider's Web. Uh, you know, personally overseen by President Zelensky. One of Kiev's boldest attacks so far, a reminder, despite Russia's overwhelming strength in numbers. Uh, Ukraine is a resourceful, determined enemy. Sources say this took a year and a half to prepare. dozens of drones smuggled into Russia. အဲ smuggling Russia အဲစောင့်ပေးတဲ့ပြတ်တက်တို့ကျေးဇူးတင်ပါတယ်ကွာစောင့်နေလို့ပြောနေကြတဲ့အတွက်နော်အေး Ukraine က drone တွေကိုဒီတစ်သားဒီအဒီ mobile wooden cabin လောက်ခေါ်နေတယ်ဘောနဒီကိစ္စကတစ်သားလူနေတဲ့မှာဒီအထင်းမှာ drone တွေကိုချထားတယ်အဲ့မှာ smuggle လုပ်တယ်ဘောနဟောင်းခူးလုပ်တယ်ဘောနလူဝတ်ဆိုတာနဲ့ဒီ Russia ရဲ့နေသားမှာ သွင်းပလိုက်တာပေါ့တည်ယူခဲ့တာပေါ့ on wooden pallets loaded onto trucks driven to distant air bases and launched remotely အဲနော်အဲ့တော့ခုနကသူတို့ဥစားနော် truck ထဲမှာထားတယ်အဲ့ဒီ truck ကိုသွားပြီးမှခုနလေယာဉ်တွေရဲ့နားမှာထားခဲ့တယ်အဲ့မှာ remote နဲ့နော် awaiting ခလုံးနဲ့ချပလိုက်တာကွာ driven to distant air bases and launched remotely swarms of drones picked up on social media from Siberia to the Arctic Circle. Mm. At a petrol station north of Irkutsk, a glimpse of the operation in progress. With smoke already rising behind, a drone emerges from the truck and heads off to join the attack. Moments later, another, and gunfire as police officers try to bring it down. Uh, I do Pekale, Pidlare, but a drone yeah. Ukraine claims to have done a staggering $7 billion worth of damage and knocked out a third of the planes Russia uses to deliver. $7 to billion, no? We know exactly whom we are dealing with. We will defend ourselves by every means available to us, available to Ukraine, available to Ukrainians. Not for a single moment did we want this war. We offered the Russians a ceasefire. Earlier, a different kind of wreckage. This, the Ukrainians. ကျွန်တော်တို့ကလည်းတက်နိုင်တလောက်ကုကုကိုကောက်ွေးမှာပဲဆိုတာပြောနေတယ်ကျွန်တော်တို့ရှိနေတယ်လက်လက်နဲ့တမျှအကုန်လုံးကိုတုံးပြီးမှပဲချပါပဲဆိုတာပြောလာတယ်ပေါ့နော်အဲ့ဒါကြောင့်ရုရှားနဲ့ပဲငင်းချိုင်းရဲ့လမ်းစဉ်ကိုကျွန်တော်တို့ကိုကန့်လှမ်းထားတာဆိုတာပြောခဲ့တယ်ပေါ့ the head of Ukraine's land forces tendering his resignation. What chance then for another round of peace talks set to take place in Istanbul? Russian and Ukrainian delegations are expected to be there, but after 24 hours of mayhem, the omens. For uh, no, Breakthrough do not seem good. Paul Adams, BBC News we're going to get more from Paul in a moment, but as he was just saying, this sophisticated attack was more than a year in the planning. Ellie Price is with me now. What more do we know about operations? ဒီလိုမျိုးတိုက်ခိုက်တာကနှစ်နဲ့ချီပြီးမှသူတို့ပြင်ဆင်ထားပုံရတယ်ပေါ့နော်။ Ukraine ကလုံးဝကိုလင်မာပန်းနဲ့ဆိုတဲ့တိုက်ခိုက်တာနော်။နှစ်နဲ့ချီပြီးမှ plan ဆွေးထားတာတဲ့။ By this web and its target Ellie. Well, Clive, as Paul said, it was an attack astonishing in its audacity on multiple military sites across Russia what we know is that the Olena air base near Murmansk is လောဝကိုမိုက်တယ်နော်ဒီတစ်ခါတိုက်တာပဲမိုက်တယ်ရာဒီ Western ရုရှားတို့ပြပြရဲ့ဒီလေကြောင်းခံတပ်တွေကိုတကုံချသွားတာ Russia Russia near Finland was hit there are also attacks to the southwest and northeast of Moscow And far to the east, all the way over here, over 4,000 kilometers from the front line, deep in Siberia, where it was confirmed that this remote airbase in Belena was hit. And it's here that this incredible footage was captured, showing the destruction of planes on the tarmac. Uh, the piano, no? These are the drones that were used in the attack, thought to be quadcopters with four rotors, relatively cheap and domestically made. The bombs they carried didn't need to be big if they were tough zipore drone targeted well, so precisely the ukraine says 117 drones were used each with its own pilot so it's 117 Sources it say the drones were hidden in custom made wooden crates that were taken over the border and driven on trucks to near eh, no, you near know, truck border. အဲ့ဒီကားရဲ့ truck ကြီးကိုမောင်းတာမောင်းပြီးမှအဲ့ဒီ border ပေါ့နော်နေဆက်မှာအဲ့ဒီ truck ကြီးကိုထားထားတယ်ထားပြီးတော့ပိုင်းမှာဒီတိုင်းပါပဲ truck ကတည်းကထားနေတယ်ဒါမဲ့ drone တွေကတော့ဟောပင်ကနေ waiting ခလို့ကနေအဲ့ဒီ truck တွေက drone drone တွေကိုထွက်လာကြတယ်ပေါ့နော်အဲ့ဒီ truck တွေက drone တွေကိုထွက်ပြီးမှ Russia ဘက်ကိုသွားပြီးမှ Russia ရဲ့လေကြောင်းခံတပ်တွေကိုသွားတိုက်ခိုက်တာပေါ့မိုက်တယ်နော်တကယ်ရုပ်ရှင်တလိုမျိုးပေါ့နော် the targets and then launched remotely. There's certainly been great mythology in Russia that the motherland is safe and no enemy will be able to harm it. Well, Kyiv has shown that that's not true. They can reach anywhere. The fact that Ukraine was striking thousands of kilometers away from the front line means basically Russian military planners now their their mind has to just be paranoid from yeah. <laughs> Ukraine says it's destroyed 40 Russian bombers, more than a third of the Russian fleet capable of carrying cruise missiles. Hey, you no. Know, Russia ye the uh, bomber bo uh, nuclear လက်နက်တွေကိုတေဆောင်နိုင်တဲ့လေရင်ကြီးကိုကြည့်ပါအောင်40ကျော်လောက်ဖြစ်နေတယ်အဲ့ဒီထဲမှာတခုနသူပြောနေတဲ့မစ္စိုင်းကိုတေဆောင်နိုင်တဲ့လေရင်တွေက၃ပုံလောက်နော်အဲ့တော့ခြောက်သွားတာပါ The aircraft damaged include the Tupolev Tu-95 strategic bomber that can launch up to eight missiles. Eh, umma ko di le yin sun no. Ta kha de ne tu ka dong je ko shi khu te saung nai le yin phin ni de. Da ma Tu-95 bo no. Twa je plai da, phit si plai da. 22 long-range bomber was also targeted, as well as the. And no, T-22, T-22 bomber, no? long the supersonic long-range bomber, the bomb, 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 50, seen as the eyes and ears in the sky. Early bomber. warning and control aircraft now the White House tonight said they didn't know about the attack, the attack, beforehand. Operation Spiderweb was overseen by President Zelensky himself. He said Ukraine had an operation HQ inside Russian territory, located right next to an office. Damn of it! Di kesa Russia. ne patta pimaro, impuro, USA impuro, chuti mito nero ti thara mo ka pioni chare mano. Naka Zelensky kura isi sin thari kesa pinere secret service. Now, and, and, said that the coordinated attack was achieved solely by Ukraine. Clive. All right. Ellie, thank you. Ellie Price there. Uh, let's rejoin Paul Adams, who's live in Kiev for us now. Ukraine said it carried out large-scale drone attacks on multiple air bases, including some thousands of miles inside Russia. It says... ရုရှားကူတိုင်ကလည်းဝန်ခံထားတဲ့ကိစ္စပါတော့ Russian spider web caused 7 billion dollars in damage. The 7 billion dollars won. No? Oh my god. Ukrainian military source said multiple combat planes were destroyed in the attack. Russia has confirmed there was an attack but is giving few details. CNN's Sebastian Shukla is following the developments for us. Uh, Sebastian, what are you learning about this attack? Yeah, Fred, this is a really audacious attack which has been carried out by Ukraine's intelligence services known as the SBU. And it appears on Sunday they launched from multiple places inside Russia, the key here being inside Russia, attacks on Russian air bases housing strategic military aircraft, things that. Strategic, no? Russia, yeah would go into the sky for surveillance and monitoring purposes and reconnaissance above the skies of Russia and over Ukraine to gather intelligence what the Ukrainians are saying is that this has been a highly coordinated attack with swarms of drones attacking these Russian air bases all at the same time. And those videos that have been coming out on social media show the devastation and damage that has been wrought on these aircraft. Many of them on the tarmac there, there's one in particular, I don't know if we're, we're able to show it. You can see a first person view, you know, from the drone. that showed these planes and drones hitting these planes on uh, airfields or on All right okay ကိုခါသူတို့ပြုတ်ပြီးသားကိစ္စတွေကို CNN ကလည်းပြန်ပြောတာပါဆိုတော့ Ukraine ကအခုလိုမျိုး Russia ရဲ့နေရာမှာသွားပြီးမှလေကြောင်းခံတက်ပေါ့နော်လုံးဝနီးပြူဟာချနေတဲ့နေရာတွေကိုသွားချတာအတင်းကြီးလာတယ်လို့ပြောကြတာပေါ့တော်တော်လေးကိုတတ်တိရှိမှအတင်းကြီးလာတယ်လို့ပြောကြတာဘာဖြစ်လို့လဲဆိုတော့ Russia က ဒီထက်မကပူမူကြီးမားတဲ့ hypersonic လက်နက်တွေနဲ့တွန့်ပြန်ကလစားချေမှုတွေကိုပြန်လုပ်နိုင်ချေရှိတာဆိုတာကလည်းဇူးရင်ခုတော့ကောင်းနေတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အခု Ukraine ကရုရှားပေါ်မှာတိုက်ခိုက်မှုကနေတာမဟုတ်ဘူးကွာ။တော့တိုးလေးကိုဒါကရုရှားနဲ့ Ukraine ရဲ့တပ်ပွဲတိုက်ပွဲဖြစ်ပြီးနောက်ပိုင်း၄နှစ်၃နှစ်ကာလအတွင်းမှာ Ukraine ရဲ့အကြီးမားဆုံးတိုက်ခိုက်မှုဖြစ်လာတယ်။ Ukraine ရဲ့အကြီးမားဆုံး အခုလိုမျိုးတိုက်ခိုက်မှုကြီးမားဆုံးတစ်ခါမှမလုပ်ဘူး Ukraine ကပေါ့လေအခုကစဉ်းစားကြည့်ကွာလေရင်ပေါင်း940ကျော်ချသွားတာအဲ့ဒီလေရင်ကတာမန်ယူတာမန်ယူလေရင်မဟုတ်ဘူးနော်ခုနကကျွန်တော်ပြောထားတဲ့အတိုင်းပါပဲ long range missile တွေကိုတည်ဆောင်နိုင်တဲ့လေရင်တွေနော်ဒုံးကျည်တွေကိုရှစ်ခုတည်ဆောင်နိုင်တဲ့လေရင်တွေ nuclear ဘုံးတွေကိုတည်ဆောင်နိုင်တဲ့လေရင်တွေပြီးတော့လေပေါ်မှာကောင်းဝင်ပေါ်မှာတက်ပြီးမှဒီကင်မရာလိုမျိုးပေါ့နော်ထောက်လှမ်းရေးတွေ တုံးအထောင်းလိုက်ရပြတုံးနေတဲ့လေရင်တွေကိုပါသူတို့ကချသွားတာအကုန်လုံးဟောအကုန်လုံးချသွားတာဒါတော့မကဘူးစခန်းတွေကိုပါချသွားတာဒါကအကြီးမားဆုံးတော့ယူကရိန်းရဲ့တိုက်ပွဲကလစားချင်မှုဖြစ်လာတယ်ပေါ့နော်အဲ့ဒါဆိုသူတို့ကခဏခဏပြောနေတယ် audacity ပေါ့နော် audacious audacity ရှိနေတယ် UK ရင်းကတော့တော်လေးတင်းကြီးလှချေလာတော်တော်လေးတတိရှိပါလားပေါ့နော်အဲ့ဒါပေမဲ့သူရဲ့တိုက်ပုံတိုက်နည်းဟာကလုံးဝကို sophisticated လုပ်ခွန်နေတဲ့ပညာတပါပင်နဲ့လုံးဝကို ဟိုညက်ကြီးအမစ်နဲ့ပြင်ဆင်ထားပြီးမှပစ်ချရဲကိစ္စတာကလည်းအထင်ကြီးစရာတော့ကောင်းနေတယ်ပေါ့လုံးဝ sophisticated ဖြစ်နေတယ်ပေါ့တကောတော်တော်လေးကိုမိုက်တယ်ကွာဘသူကမှမတိဘူးကွာ truck ကြီးမှာသူတို့က drone တွေကိုထားတယ်အဲ့ဒီ truck ကြီးကအဲ့ဒီနေမှာအဲ့ဒီလေကြောင်းခါတက်တဲ့စခန်းနီးမှာတွားရက်ပြီးမှ truck ပေါ်ကနေ drone တွေကို boom ထွက်လာပြီးမှနော်အဲ့ဒီရရှာရဲ့လေကြောင်းကတိုက်ခိုက်လို့သွားချပလိုက်တာဘသူကမှလည်းမခံစားမိဘသူကမှလည်းမထီမိကြဘူးပေါ့နော်လုံးဝကို မိုက်တယ်ပေါ့ပီစီနဲ့ပုံစံကညာကြီးပါညာကြီးစစ်မင်းတဲ့ဥစားတွေနဲ့တိုက်ခိုက်ခဲ့တာတော့တော်လေးတော့မိုက်တယ်ဒါက Ukraine ရဲ့ agent H SBU လို့ခေါ်နေတဲ့ထောင်လှန်ရေးတပ်တွေကသွားချတာပေါ့နော်ဆိုတော့မနေ့ပြန်ကတူရကီမရုရှားနဲ့ Ukraine နိုင်ငံကြားမှာဒီငင်းချိုင်းအကြောင်းတွေကိုဆွေးနွေးဖို့ရှိနေတယ်အခုလိုမျိုးတိုက်ခိုက်တာကအရှင်ပြပေါ့မလားဆိုတာကလည်းမေးခွန်းတွေများကြီးရှိနေတယ်ဒါကတော့လွန်ခဲ့တဲ့ နောက်တပတ်တုန်းကရုရှားကယူကရိန်းပေါ်မှာကြီးကြေခမ်းနားပြီးမှအကြီးစားတိုက်ပွဲကြီးတွေကိုလုပ်ခဲ့တာကွာနော်ယူကရိန်းကလည်းတိုးလေးခန်းစားခဲ့ရတယ်အဲတော့ကတော့ထရမ့်တော့တိုးလေးစိတ်ဆူးတယ်ယူရိုပတော့တိုးလေးစိတ်ဆူးကြတယ်အဲ့ဒါတော့မှမကဘူးယူရိုကကျွန်တော်တို့ယူကရိန်းကိုဒီထက်မကလက်နက်တွေပူတော့မယ်ပြီးတော့ယူကရိန်းမင်းရုရှားရဲ့နိုင်ငံမှာမင်းကြိုက်တဲ့နေရာမှာတမျိုးကိုချပေတော့အဆူပဲမှလည်းယူရိုကယူကရိန်းကိုခုန်ပြူလာတယ်ခုနကျွန်တော်ပြောတဲ့အတိုင်းပါပဲကျွန်တော် repeat ပြန်လုပ်ပြရစေအရင်တော့က ယူကရိန်းကရုရှားကိုတွားပြီးမှသူကြိုက်တဲ့နေရာကိုပြစ်လို့မရဘူးသူတို့တိုက်ပွဲဖြစ်နေတဲ့နေရာပေါ့နော်အီ Eastern part of Ukraine လောက်ကပဲသူတို့ခံစစ်တဲ့နေနဲ့ပဲတိုက်ပွဲလုပ်ခဲ့တာရုရှားဒီနေရာကိုတွားပြီးမှရှောက်ပြစ်လို့မရဘူးပေါ့နော်အခုကယူရိုပက main ရုရှားရဲ့နေမင်းတိုင်းမှာနော်ကြိုက်တဲ့နေရာကိုပစ်ချဆိုပြီးမှ UK ယူရိုပကလည်း UK ရင်းကိုဒီလက်ခံလာတယ်ခွပြုခွနေပေးလာတယ်အဲ့ဒါကြောင့်လည်းခု UK ရင်းက Europe ရဲ့ခွပြုချက်ရပြီးတဲ့နောက်ပိုင်းမှာ ယူကရိန်းကအတွားပြီးမှ၄နေရ၅နေရ၅နေရကွာ Western part of Russia အတကုံကတော့ကျွန်တော်ပြတဲ့နေရာတော့သူတွားချတာပေါ့တော့ဆိုတော့မနေ့ပြန်ကတော့တူရကီမှာဇွေနေဖို့လို့ရှိနေပဲဘာလို့ဖြစ်မလဲတော့ကျွန်တော်မသိသေးပါဘူးပြီးတော့ Donald Trump ကလည်းပြောနေရပေါ့နော်ဒီ Russia နဲ့ Ukraine စီရေးကနေရာစလုံးကကောင်းပါနေတယ်ပေါ့နော်ကျွန်တော်တို့ကကြားရေးကလည်း Winfishing ပြဖို့လုပ်နေတယ်ဒါပေမဲ့ဒီနေရာကလည်းတော်တော်လေးကောင်းပါနေဆိုပြီးမှ Trump ကလည်းမနေ့တနေ့ကပြောထားတာရှိတယ်ပေါ့ တော့ဒီကိစ္စနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ update လေးတွေကိုအချိန်နဲ့တပြေးညီကျွန်တော်ရဲ့ YouTube channel မှာပဲချက်ချင်းတင်ပြတိဆက်ပေးတော့မှာပေါ့နော်အခုနောက်ထပ်သတင်းတိဆက်ဆရာတွေအများကြီးရှိသေးတယ်တွေ့ update တွေပေါ့နော်အာကျွန်တော်တို့နေ့လည်မှာပဲပြဆွေးတွေ့ပြရစေကျွန်တော်ဒီတစ်ခါတော့ဒီလောက်နဲ့ပဲပြန်သားပြရစေကျွန်တော်ရဲ့ YouTube ကြည့်တဲ့အာကြည့်ရှုသူအားလုံးပေါ်မှာလည်းကျေးဇူးတင်တယ်အာ subscribe မလုပ်သေးဘူးဆိုတော့ subscribe လုပ်ပေးချင်တာဖြစ်လဲအားပေးလို့ရပါတယ်ပေါ့နော် subscribe လုပ်ပြီးသားပရိသတ်ပေါ်မှာလည်းကျေးဇူးတင်တယ် I love you guys. Thank you so much for watching. God bless. I will see you soon. Bye bye.